အားလုံးပြစ်ကြအချိန်ဆွဲမနေနဲ့တော့နိတာကုံဆုံးသွားပြီးနေဝင်သွားတဲ့နောက်မှာမိုးကောင်းကင်တစ်ခုလုံးအမောင်တူးနဲ့ ုံးလွှမ်းနေတဲ့ညတညဟာစတင်ခဲ့ပါပြီ။မှောင်မဲနေတဲ့ညမြေပြင်မှာအရာအလုံးကငိမ့်သက်နေပေမဲ့ပင်လယ်ပြင်မှာတော့လပြည့်ဝရဲ့ငွေရောင်လင်းဟာပြေးလွှားနေခဲ့တယ်။ထိုးလင်းရောင်က မြေပြင်ပေါ်ကိုကြာရောက်တဲ့အခါတလက်လက်တောက်ပနေတဲ့မြင်းကွင်းဟာတိတ်ဆိတ်ငိမ့်သက်တဲ့ညရဲ့အလှတရားပါပဲ။ ကျော်ကြီးဟာအသက်30ရွယ်ရှိပြီဖြစ်တဲ့ရိုးသားတဲ့လူငယ်တယောက်ပါ နေတိုင်းလိုလိုမနှံမိုးမလင်းခင်ဒါမှမဟုတ်ညနေပိုင်းတွေမှာသူ့ရဲ့လင်းငယ်လေးကိုမြစ်ထဲကို မောင်းထွက်လာတတ်ပါတယ်သူ့အတွက်ဒီပင်လယ်ပြင်ဟာဘဝရဲ့တစ်ခုတည်းသောမိခိုရာ အလုတ်ခွင်ဖြစ်ပါတယ်မိခင်ဖြစ်သူ ဆုံးမသွားခဲ့ပြီးရဲ့နောက်မှာဖခင်ဖြစ်သူဥခင်မောင်နဲ့အတူ ဒီမိကျွန်းစုတဲကတငါရွာလေးထဲမှာပဲကြံရည်ခဲတာပါသူတို့သားဖနှစ်ယောက်ဟာ တခြားယာသားလေးလိုပဲရိုးသားစွာ လုတ်ကင်စားတောင်းရင်ဘဝကိုရုန်းကန်နေထိုင်ကြပါတယ်နိုင်လီထန်တိုင်းမြည်ရည်ပြင်းငိမ့်တတ်တိုင်းကျော်ကြီးဟာ သူ့ရဲ့ဘဝနဲ့မိသားစုအတွက်ခွန်အားအပြည့်နဲ့အလုံးလုံးနေခဲ့သူတဦးပါပဲ။ သူရဲ့ဘွားဟာရိုးရှင်းပင်မဲ့ပင်လယ်ပြင်ရဲ့လိုင်းတပိုးတွေလိုပဲလှုပ်ဝက်ဆန်းကျဲတဲ့စိန်ခေါ်မှုတွေရှိလာတော့မယ်ဆိုတာကိုတော့သူမသိသေးပါဘူး။ဒီညလဲခါတိုင်းညတွေလိုပိုက်ခွန်ကြီးကို ရေထဲကနေဖြည်းဖြည်းချင်းဆွဲတင်နေခဲ့တယ်။ထိုအချိန်မှာပဲသူ့ရဲ့မျက်လုံးကအဝေးတစ်နေရာကိုလှမ်းမြင်လိုက်တယ်။ အမောင်ဒူတဲကပင်လယ်ပြင်မှာမှိန်တိန်တိန်ရင်းနံစီမီခွက်အလင်းရောင်နဲ့အတူလေတဆင်းဟာသူ့စီဥတီလာနေတာကို သူချက်ချင်းသတိပြုမိလိုက်ပါတယ်။လော်လာတဲ့သူက သူမကြခဏတွေ့နေကြငါဖန်သမဥလီတာနောဆိုတာကိုကြော့ကြီးချက်ချင်းတိလိုက်တယ်။ဒါကြောင့်ကြော့ကြီးဟာအလုံးမလုံးခင်မှာပဲလက်ပြနှုတ်ဆက်လိုက်တယ်။ရှုပ်တည့်ရဲ့ရှည်တဲကိုတစုံတစ်ခုပြုတ်ကျသွားတဲ့ ထူးဆန်းတဲ့အတန်တစ်ခုကိုကြော်ကြည့်ကြားလိုက်ရတဲ့အတွက်အမြန်မော့ကြည့်လိုက်တယ်။သူမြင်လိုက်ရတဲ့မြင်ကွင်းကတော့ဦးလေးတာနောရဲ့လေဟာပင်လယ်ရေပြင်ပေါ်မှာအကြောင်းမဲ့ရိမ့်ထိုးနေတာပါပဲ။လေကတုန်ခါနေပေမဲ့လေပေါ်မှာဦးလေးတာနောကိုတော့မတွေ့ရတော့ပါဘူး။ပြုတ်ဦးလေးတာနောဦးလေးတာနောကျော်ကြီးကအော်ခေါ်လိုက်ပေမဲ့တိတ်ဆိတ်မှုမှအပဘာအတန်းမှပြန်မကြရပါဘူး။ ဒီလိုအချိန်မှာပဲလှေပဝင်းစင်ကငိန်သက်နေတဲ့ပင်လယ်ပြင်ဟာရုတ်တရက်လှိုင်းတွန့်လေးတွေဖြစ်ပေါ်လာတယ်။လျှောက်ချိန်မှာတစုံတရာကလှုပ်ရှားနေသလိုမျိုးပုံကွယ်နေသလိုမျိုးပုံစံမျိုးပါပဲ။ကြော်ကြီးဟာသူ့ပဝင်းကျင်ကိုတတိကြီးစွာနဲ့လှက်ပတ်ကြည့်လိုက်တယ်။တစုံတယောက်ကသူ့ကိုစိုက်ကြည့်နေတယ်လို့ပြင်းထန်စွာခန်းစားလိုက်ရတဲ့အတွက်စက်သီးများပင်ထားသွားရတယ်။ သူဟာကင်ထားတဲ့ပိုက်ခုံကိုအ мян ဆွဲတင်လိုက်ပြီးပဝင်းစင်ကိုစူးဆိုင်ကြည့်နေခဲ့တယ်။ကြော်ကြီးဟာအံ့အားတင်သွားခဲ့ရတယ်။ဖြူဖေးနူညံ့တဲ့အသားရည်နဲ့မိမပြိုတူးကိုရေထဲကနေတွေ့လိုက်ရလို့ပါပဲ။ ဆူဆူနတ်မောင်းနေတဲ့စန်းနေတွေမျိုးလုံးဝိုင်းဝိုင်းဆွဲဆောင်မှုအပြည့်နဲ့နှကန်းနီရဲရဲစတဲ့အလာတရားတွေအပြည့်နဲ့မိန်းကလေးတဦးဟာရေထဲကနေပေါ်ထွက်လာပြီးလှေရဲ့အစွန်းအားကို ဖြည်းဖြည်းချင်းချင်းကပ်လာတာပေါ့ကျော်ကြီးဟာသူမရဲ့ရင်သက်ရှူမောပွဲအလာတရားကြောင့်ဖန်းစားခံလိုက်ရသလိုထိုမိန်းကလေးကို တန်တော်စူးစိုက်ကြည့်နေခဲ့တာပေါ့ဒါပေမဲ့ဒါဟာပုံမှန်အခြေအနေတစ်ခုမဟုတ်ဘူး ထောင်ချောက်တစ်ခုဖြစ်နိုင်နေဆိုတာအသိအစိတ်ပြန်ကတ်သွားပြီးကြော်ကြီးဟာသူ့လော်တက်ကို အမြန်ဆွဲယူပြီးထိုမင်းကလေးကို၆လန့်တဲ့သဘောနဲ့ရွှဲလိုက်ပါတယ်ဒီလိုရကြောင်းထိုမင်းကလေးဟာလန့်သွားပြီးနောက်ပြန်ဆုတ်သွားခါရေအောက်ကိုငုံရှိုးပြောက်ွယ်သွားခဲ့တယ် ဦးလေးတာတော်ပျောက်ဆုံးမှုဟာဒီမိန်းကလေးနဲ့ပတ်သက်နိုင်တယ်လို့ကြောကြီးယူဆပြီးသူ့အတွက်လည်းအန္တရာယ်ရှိနိုင်တာကြောင့်လေကိုအမြန်ဆက်နိုးပြီးကမ်းဘက်ကိုအားကုန်မောင်းထွက်လာခဲ့တယ်။သူကမ်းဘက်ကိုပြန်ကပ်လာပြီးကုန်းပေါ်ရောက်ရှိလာတဲ့အခါနောက်တစ်ချိန်ပင်လယ်ပြင်ကိုလှည့်ကြည့်လိုက်တော့ဘာမှမမြင်ရတော့ပါဘူး။မြင်ကွင်းတစ်ခုလုံးဟာ တိတ်ဆိတ်ညင်သက်လို့နေခဲ့ပါပြီ။ မနက်ခင်းအာယုံဦးနေအောင်ကြီးဟာမိကျွန်းစုရဲ့ပင်လယ်ပြင်ကို ရွှေရောင်လွှမ်းမိုးလာခဲ့ပြီးတော်ကြီးတို့နေထိုင်တဲ့တငါရွာကလေးဟာလည်းတဖြည်းဖြည်းအသက်ပြောင်းဝင်လာခဲ့ပါတယ်။ဒါပေမဲ့တစုံတစ်ယောက်ကတော့တည်ဆုံသွားခဲ့ပါတယ်။မနက်ခင်းမှာကန်းဆက်မှာတောင်တင်နေတဲ့လူသေးလောင်းကို ရွာထဲကလူတွေဟာရုပ်ရုပ်တဲတဲနဲ့ဝိုင်းအောင်ကြည့်နေကြတာပေါ့။ ။ဦးခင်မောင်ဟာအသက်60အရွယ်ရှိပြီးကြော်ကြီးကို ပြုစုရှောက်ရှောက်ခဲ့တဲ့ဖခင်ကောင်းတစ်ယောက်ပါ။ပင်လယ်ပြင်မှာနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တာကြောင့်သူရဲ့မျက်နာဟာကြမ်းတမ်းခတ်ထန်နေပေမဲ့ရှေ့မီနောက်မီဘူးသူဒပြေဆောင်သူဖြစ်ပြီးဘဝရဲ့သင်ငန်းစာတွေကိုလည်းကျင့်ညက်ခဲ့တဲ့သူတယောက်ပါသူရဲ့စိတ်တော်ဒါပြေဝမှုတည်ငြိမ်တဲ့ဆုံးဖြတ်ချက်တွေနဲ့တတိရှိတဲ့စိတ်ဓာတ်တို့ကြောင့် ရာသူရသားတွေအလုံးကသူ့ကိုလေးစားအားကိုးပြီးယုံကြည်ကြပါတယ်။ရွာမှာခက်ခဲတဲ့ပြဿနာဒါမှမဟုတ်ကြောက်မက်ဖွဲရအဖြစ်ပြက်တွေပေါ်ပေါက်လာတိုင်းဥခင်မဟာရှေ့ဆုံးကယက်တီပေးလေးရှိသူတဦးဖြစ်ပါတယ်။ရွာကိုရိုက်ခတ်လာတဲ့တရင်ဆိုးကြောင့်ဥခင်မဟာစိတ်ကိုတင်းရင်လူအုပ်ကြီးချားတဲ့ကိုသူ့သားကြော်ကြီးနဲ့အတူရှောက်လာခဲ့ပါတယ် မျက်နာမှာတွန့်ခေါက်နေတဲ့အရေးချောင်းတွေကစိုးရင်ပူပန်မှုကို ထင်ဟပ်နေတယ်။ကန်ဆက်ပေါ်ကအေးဆက်ပြီးဖြူဖြော့နေတဲ့ခနာကိုနားကို ရောက်တဲ့အခါဥခင်မောင်ဟာတက်ပြင်းချရင်အလောင်းကိုလှန်ကြည့်လိုက်ပါတယ်။တကယ်ပဲမင်းညားကပျောက်ဆုံးသွားခဲ့တဲ့ဥလိတာနောဖြစ်နေခဲ့ပါပြီ။ ရှောဝလောင်းမှာရင်းနှစ်သေးဆုံးတဲ့လက္ခဏာတွေထင်ရှားပေမဲ့ဥခင်မဟာနားမလဲနိုင်စွာစဉ်စားကန်းဝင်သွားခဲ့တယ်။မဖြစ်နိုင်ဘူး။တာနောဟာငါတို့ရွာမှာရေကူးကျွမ်းကျင်ဆုံးတစ်ယောက်ပဲ။ဘလို့လို့ဒီလိုမျိုးရင်းနှစ်သေးဆုံးရတာလဲ။ထိုအချိန်မှာဘေးမှာကလိုက်လာတဲ့ကြော်ကြီးဟာသူ့အဖေကို ပြောပြလိုက်ပါတယ်။အဖေကျွန်တော်စဉ်းစားမရတာအဲ့ဒါပဲ။မင်းညာကဦးလေးတာနောရဲ့လေကိုကျွန်တော်တွေးလိုက်ရတယ်။ ဒါပေမဲ့ဦးလီတာနောကရုတ်တရက်ပျောက်ဆုံးသွားတယ်။ကျော်ကြီးဟာရွာသားအလုံးနဲ့သူ့အဖေကိုမျက်နှာချင်းဆိုင်လိုက်ပြီးအဖြစ်မှန်ကိုထုတ်ဖော်လိုက်ပါတယ်။ကျွန်တော်တွေ့ခဲ့တာအဲ့ချိန်မှာရေထဲကနေပေါ်လာခဲ့တဲ့ထူးဆန်းတဲ့မိန်းကလေးတယောက်။သူမအင်မတန်လှပလွန်းပေမဲ့သူမစီကထွက်လာတဲ့အသည့်စိတ်ကင်းမဲ့ဇေနိုင်းနဲ့ဆွမ်းအားတစ်ခုရှိနေခဲ့တယ်။သူမပဲဦးလေးတာနောကိုခေါ်သွားတာဖြစ်ရမယ်။ ကျော်ကြီးရဲ့စကားကြောင့်ရွာသားအလုံးရဲ့မျိုးလုံးတွေဟာကြောက်ရွံ့မှုနဲ့မြုံတင်ကားမှုများဖြင့်ပြူးကျဲသွားခဲ့ပါတော့တယ်။ကျော်ကြီးရဲ့ရှင်ပြချက်ကြောင့်ထိတ်လန့်တုန်လှုပ်သွားခဲ့တဲ့ရွာသားတွေကြားကနေဒေါ်ပူမလို့ခေါ်တဲ့အသက်ကြီးပိုင်းမျိုးသမီးတစ်ယောက်ကအရှိကိုထွက်လာခဲ့တယ်။သူမရဲ့မျိုးလုံးတွေထဲမှာနှစ်ပေါင်းများစွာမြုပ်နှမ်းထားတဲ့ကြောက်ရွံ့မှုကပြန်ပေါ်လာခဲ့တယ်။အိုး လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကအဖြစ်ပြက်တွေပြန်ဖြစ်လာပြီလားမသိဘူးရှင်သူမတွေပြန်ပေါ်လာပြီလားဥက္ကမောင်ကျမတို့ဘာဆက်လုပ်ကြမလဲဥက္ကမဟာမိမကြီးရဲ့စိုးရင်ပူပန်မှုအပြည့်နဲ့မိကွန်းကိုနားထောင်ပြီးခေါင်းကို ဖြင်းညင်းစွာငုံလိုက်တယ်။သူဟာခဏတာအတိတ်ကို ပြန်စင်းစားလိုက်တယ်။ဟုတ်တယ်လွန်ခဲ့တဲ့အချိန်ကဒီလိုကိစ္စမျိုးကိုဖုံးကြီးတစ်ပါးကပဲနှိမ်နှင်းပေးခဲ့ဘူးတဲ့ အဲ့ဒီဆရာတော်စီမှာအစွမ်းထက်တဲ့တလင်းကြောင်နဲ့လှုပ်ထားတဲ့ဓာတ်ချောင်းရှိရဲ့ဦးခင်မောင်ကပဝင်းစင်ကိုကြည့်လိုက်ပြီးပြတ်သားတဲ့လေးတန်းနဲ့ဆက်ပြောတယ်အခုတော့ဖုန်းကြီးကတတ်တော်ကြီးနေပြီးကိုရိုင်းလိုက်နိုင်တော့မှမဟုတ်ဘူးဒါပေမဲ့ငါတို့အချိန်ဆွဲနေလို့မရဘူးငါတို့အချိုးချောင်းပြောပြပြီးအဲ့ဒီဓာတ်ကိုသွားငှားရမယ်အဖေကျွန်တော်လိုက်ခဲ့မယ်ဦးခင်မောင်ကသူ့သားကိုစိုက်ကြည့်ရင်း မျက်နာကို တင်းမာစွာထားကခခတီတီညင်းဆိုလိုက်တယ်။တာမလိုက်နဲ့အန်ဒီရဲ့များတယ်။မင်းကဒီမာနေပြီးရွာကိုဆောက်ရှောက်ထားအဖေအမြန်ဆုံးပြန်လာခဲ့မယ်။မုခင်မဟာချက်ချင်းပင်14သမားတအူးကိုခေါ်လိုက်ပြီးနှစ်ယောက်ထဲတငါးရာကလေးကနေထွက်ခွာသားခဲ့ပါတော့တယ်။ ဥခင်မောင်ဟာကြောက်တန်းကျွံ့ရွာကဖုံးရင်းကျောင်းမှာဆရာတော်ကိုအကျိုးကြောင်းလျှောက်တင်ပြီးတဲ့နောက်အစွမ်းထက်တဲ့တလင်းကြောက်သားကိုယူဆောင်လာခဲ့ပါတယ်။သူတို့ရွာစီပြန်တော့ညဟာမှောင်မိုင်းလို့နေပါပြီ။လေနဲ့သင်းဟာလူနေကျွန်းတွေနဲ့ဝေးရာပင်လယ်ပြင်ရဲ့နန်းဆိုင်နဲ့ရေပြင်တဲကိုတဖြည်းဖြည်းရောက်လာခဲ့ပါတယ်။ရုတ်တရက်14ရက်မော်တာဟာထစ်ခနဲအတန်နဲ့အတူ လုံးဝရပ်တန့်သွားခဲ့တယ်။ကောင်းလေး မောင်းလေကွာရွာရောက်မှနားတော့ဟာမဟုတ်ဘူးဦးလေးမော်တာကနှုတ်မရတော့တာကျွန်တော်စစ်ကြည့်လိုက်အောင်မယ်ဆမောင်းသမားလေးဟာလျှက်စွန်မှာဒူးထောက်ပြီးမော်တာအောက်ခြေရေပြင်ကိုငုပ်ကြည့်နေခဲ့တယ်ထိုစမှာပဲရေအောက်နှစ်ထဲကနေဖြူဖြော့သော မင်းကလေးတဦးရဲ့အရေးကို သူမြင်လိုက်ရတယ်ထိုရေဟာတဖြည်းဖြည်းအနားကိုတိုးလာပြီး မင်းကလေးဟာလက်တဖက်နဲ့ဆက်မောင်းကောင်းလေးရဲ့ကိုကို အားရပါရဆွဲကင်ပြီးရေအောက်ကိုချက်ချင်းဆွဲချသွားပါတော့တယ်။ထိုတန်းကြောင့်ဥခင်မောင်ဟာအနောက်ကိုလှည့်ကြည့်လိုက်ပြီးခါးမာထိုးထားတဲ့ခြောက်လုံးပြူတနက်ကိုအမြန်ထုတ်ယူကာရေပြင်ကိုချိန်ထားလိုက်တယ်။သူဤလက်တဖက်ကလည်းဆရာတော်စီကရလာတဲ့တလင်းချောက်သားကိုတေးချစွာစုပ်ကင်ထားတယ်။နေတတ်နေတဲ့ရေပြင်ဟာရုတ်တရက်လှိုင်းလုံးကြီးတွေထလာတယ်။ ညီတို့ရေသူမတွေထွက်ခဲ့စမ်းသူဟာရေပြင်ကိုပြစ်မှတ်ထားပြီးတနတ်နဲ့စတိုက်ပြစ်ခတ်လိုက်ပါတယ်ချိန်ရင်းငယ်ကြပြီးနောက်ပဝင်းချင်းဟာရုပ်တရက်တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်မြေပြင်ဟာလည်းပြန်လဲငြိမ်သက်သွားခဲ့ပြီးဘာအရေးရောမှမတွေ့ရတော့ပါဘူးဥက္ကမဟာအသက်ရှူသန့်ပြင်းပြင်းဖြင့်တတိထားနေရင်ရက်နေခဲ့တယ်။ရှေးပြင်းကတစုံတစ်ခုထပ်မံပေါ်လာမလားလို့အာယုံဆိုင်နေတော့ ။ဒီအချိန်မှာတော့ရေသူမဟာဥခင်မောင်ကြီးနောက်ကျောဘက်ကနေလေပေါ်ကိုအတန်မကြားရအောင် တိတ်တဆိတ်တက်လာခဲ့ပါတယ်။ဥခင်မောင်လည်းရုတ်တရက်အေးတက်တစ်ခုကို ခံစားလိုက်ရလို့နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ရှိသူမရဲ့တည်ခြင်းတရားကင်းမဲ့တဲ့အပြုံးကို မြင်လိုက်ရပါတယ်။ချောကြီးတယောက်ကန်းဆန်နားမှာပဲသူဖခင်ဥခင်မောင်ပြန်လာကိုတညာလုံးစောင့်မျှော်နေခဲ့တယ်။ ။ဆိုရင်စိတ်နဲ့မျောလင်းချက်တွေဟာသူ့ရင်ထဲမှာရောထွေလို့နေတယ်။မိုးမလင်းခင်ချိန်အဝေးစီကမှိန်ပြပြမင်းလင်းရောက်နဲ့လေတစည်းကို သူမြင်လိုက်ရတယ်။ခုခင်မောင်ပြန်လာပြီလို့ကြော်ကြည့်တွေးပြီးစူးစိုက်ခါလှမ်းကြည့်နေခဲ့တယ်။ထိုလေဟာပင်လယ်ထဲကနေမြေကမ်းဘက်ကိုအချိန်ပြင်းပြင်းနဲ့ပြေးဝင်လာခဲ့ပြီးစိတ်ကန်းနေရန်ကိုဒုံးကနဲအတန်ဖြင့်ဝင်ဆောင်မိသွားတယ်။ လေပေါ်မှာမလုံမရှက်ထိုင်ပြီးလိုက်ပါလာတဲ့လူဟာဥခင်မောင်ဖြစ်နေခဲ့တယ်။ထို့သော မျက်ဖြူကြီးဆိုင်ပြီးမျက်နာတစ်ခုလုံးသွေးမရှိတော့သလို ဖြူဖြော့နေတဲ့မြင်ကွင်းကကြော်ကြီးကိုထိတ်လန့်သွားစေတယ်။သူဟာစိုးရင်စွာနဲ့ဥခင်မောင်ရဲ့လှေထဲကို ခုန်တက်လိုက်ပြီး သူဖခင်ရဲ့ပခုံးကိုနိုးထစေလိုသောစိတ်ဖြင့်ဖေဖေဟုခေါ်ကပုတ်လိုက်ချိန်မှာတော့ ်ဥခင်မောင်ရဲ့အသက်မဲ့ရုပ်အလောင်းဟာအရှိတ်ဘက်ကိုခွေကနေလဲကျသွားခဲ့ရပါတယ်။သွေးဆိုးနေတဲ့တလင်းကြောက်သားကိုတော့လေရဲ့ခုံနှမ်းမှာ ထိုးဆိုင်ထားလျက်သားတွေ့လိုက်ရပါတယ်။ဖာကင်ရဲ့အသက်မဲ့မျိုးလုံးတွေဟာမှောင်မိုက်နေတဲ့ကောင်းကင်ကိုသာစိုက်ကြည့်လို့နေခဲ့တယ်။ဥခင်မောင်ကိုမိတဲ့ကြိုးပြီးနောက်ကျော်ကြီးဟာသူဖခင်ရဲ့အယိုးပြောင်းကိုကြည့်ရင်နာကြီးစွာ မျက်ရည်တွေစီကျနေခဲ့တယ်။ မျက်လုံးပေါက်ငိုထားရတဲ့အတွက် သူ့ရဲ့မျက်လုံးတွေဟာညီရဲရောင်ကိုင်းလို့နေပြီသူရင်ထဲမှာတော့ဖခင်ကိုခေါ်ဆောင်သွားတဲ့ရေသူမအပေါ်လက်စားချေခြင်းစိတ်တစ်ခုသာ ကြီးစိုးနေခဲ့တယ်။ထွေချင်းရွာအတွက်တိုက်ဆိုင်တဲ့အခွင့်အရေးတစ်ခုပေါ်လာခဲ့တယ်။ရွာဘုံကြောင်ကိုအခြားနယ်မှဆရာတော်ဥပညာရောက်ရှိလာခဲ့တယ်။ဆရာတော်ဥပညာရဲ့ဩဇာတိကမပြေဝတဲ့မျက်နာကို ခြွာသားတွေစိုက်ကြည့်နေကြတယ်။ဆရာတော်ဥပညာဟာသီလသမာဓိနဲ့ပြည့်စုံတဲ့ဘုံဤတစ်ပါးဖြစ်တယ်လို့အထက်လန်းပညာတွေကိုပါကျွမ်းကျင်နှက်ဆက်တဲ့ဆရာတော်တစ်ပါးလည်းဖြစ်တယ်။ခြွာသားတွေဟာသူတို့အားကိုးရာဆုံးရွာလူကြီးဖြစ်တဲ့ဥခင်မောင်မှသေဆုံးသွားတာကြောင့်ကြောင်ရုံမှုအပြည့်နဲ့ဆရာတော်ရဲ့ရှေးမောက်မှာမိုင်းအောင်နေခဲ့ကြတယ်။ ူတို့ဟာဆရာတော်ဥပညာကိုပင့်ဖိတ်ပြီးအကြောင်းဆုံးပြောပြကအကူအညီပေးဖို့အတနာခံနေကြတယ်။တက္ကရာကမတို့ဥခင်မောင်နဲ့ဥတာနောတို့တရင်ကို ဖုံးရင်ကြားသိရတော့စိတ်မကောင်းဖြစ်ရပါတယ်။ဆရာတော်ဟာခဏတာစွန့်အားပြီးလေးနက်တော်ကြီးဖြင့်မိချလိုက်တယ်။ဖုန်ကြီးအနေနဲ့ရေသူမတွေကိုနှိမ်နှင်းပေးဖို့တာဝန်ရှိပါတယ်။သို့တော့ဒီလိုလုပ်ဖို့အတွက် တတိရှိပြီးငယ်ရွယ်ဖြက်လက်တဲ့ဂျာသားတွေရဲ့အကူအညီလဲဖုံးကြီးလိုပါတဲ့တကားတို့ဆရာတော်ရဲ့ဒီစကားကိုကြားတော့ကြော်ကြီးဟာသူ့ခန္ဓာကိုယ်ထဲကနာကျင်မှုတွေအလုံးကိုခွန်အားဖြင့်ပြောင်းလဲလိုက်ပြီးအယိုးပြအိုးကို ဖြင်းညင်းစွာချကရှေ့ကို တိုးလာခဲ့ပါတယ်။တပည့်တော်အကူအညီပါမယ်ရှင်ဘုရား။တပည့်တော်ရဲ့ဖခင်အတွက်လက်စားချေခြင်းပါတယ်။တပည့်တော်ခေါင်းဆောင်ပြီးဖုံးကြီးကိုကူညီပါရစေ။ ညနေတဲ့အချိန်ဆရာတော်ဥပညာဥဆောင်မှုအောင်မှာကြော်ကြီးဟာသူ့ရသားတွေကိုစူးစီးလို့ထားပြီးခရီးကိုသူတို့စတင်ဖို့လုပ်နေကြတယ်။လေးလေးစီးဟာကန်ဆက်ကိုစွန့်ခွာပြီးရေပြင်ကို တစည်းပြီးတစည်းခုံမောင်းထွက်လာခဲ့ကြတယ်။သူတို့ရဲ့ရီမန်းချက်ကတော့ရေသူမတွေစက်စားရာ ပင်လယ်ပြင်ရဲ့နှန်ဆိုင်ဆုံးနေရာစီကိုပါပဲ။ ဒီနေရာဟာအရင်ကတငါရာကလေးအတွက်အသက်သွေးကြောဖြစ်ခဲ့မှုတယ်။ငါပေါ်များလို့ရာသားတွေပျော်ရှင်စွာလုက ାଇ ခဲ့ကြတဲ့ရေးပါတဲ့နေရာတစ်ခုပေါ့။ဒါပေမဲ့အခုတော့ထိုနေရာဟာ ရေသူမတွေရဲ့နေမြေဖြစ်လာခဲ့ပြီ။တရားမှာကြောင်ရုံလို့ဘသူမှမချင်းကဝန်းနဲ့ကြောက်မက်ဖွဲရနေရာတစ်ခုဖြစ်နေပါပြီ။ လေလေးစီးစလုံးဟာ တိတ်ဆိတ်နေတဲ့အမောင်တူကို ခွဲထွက်ရင်းခြေသူမတွေကို ရင်ဆိုင်ဖို့ရှေ့ကိုဆက်လက်ချီတက်သွားခဲ့ကြပါတော့တယ်။ခြေသူမတွေစက်စားရာမြစ်လဲနေရာကို ရောက်တဲ့အခါမှာတော့လေတွေအလုံးဟာဆရာတော်ဥပညာရဲ့အမိတိုင်းရှေးပြင်ပေါ်မှာငြိမ်သက်စွာရပ်တန့်ပြီးဆောင်ဆိုင်နေခဲ့ကြပါတယ်။မြစ်တစ်ခုလုံးဟာအသက်မဲ့သလိုတိတ်ဆိတ်နေခဲ့တယ်။ ဒီအချိန်မှာရေတိုင်းလေးတွေထလာပြီးသူတို့လေတွေနားစီကိုဖြည်းဖြည်းချင်းချင်းကပ်လာကြပါတယ်။ထို့နောက်ရေရောက်ကနေလှပချုံမောတဲ့မင်းကလေးတွေဟာတဦးပြီးတဦးထွက်ပေါ်လာခဲ့တယ်။ထို့မင်းကလေးတွေရဲ့မျက်နှာနဲ့အသားရည်ဟာဆွဲမွက်စရာအလွန်ကောင်းလောက်နေတာကြောင့်ရှားသားတွေဟာမျက်တောင်မခတ်နိုင်အောင်ပဲစူးစိုက်ကြည့်နေကြပါတယ်။သူတို့ရဲ့စိတ်ဝိညာဉ်တွေဟာအညို့ခံထားရသလိုလုံးဝငြိမ်သက်သွားခဲ့ကြပါပြီ။ ဒါကိုသိရဆရာတော်ဥပညာဟာတည်ငြိမ်မှုမပြတ်ပဲချက်ချင်းတုံ့ပြန်လိုက်ပါတယ်။အာလုံးတတိကကြဒါမင်းတို့အသက်ကိုနှုတ်ယူမဲ့ရေသူမားတွေဖြစ်တယ်။တတိမရှိရင်အသက်ပေးလိုက်ရမယ်နော်။ဆရာတော်ဟာယာသားတွေကိုဇက်တိုက်တတိပေးနေရင်ထို့နောက်သူ့လေးပေါ်မှာယူဆောင်လာတဲ့ပရိတ်ထဲထားသော ဖလားကိုကင်မြောက်ပြီးတည်ကြည်သောအတန်ဖြင့်မန္တန်တစ်ခုကိုရွတ်ဖက်လိုက်ပါတော့တယ်။ ပြီးရနောက်ရေသေးကို လောင်းချပစ်လိုက်ပါတယ်။ဒီအချိန်မှာရေသေးကရေသူမတွေဟာရုတ်တရက်သူတို့ရဲ့ဆဲမတ်ဖွဲမျက်နှာတွေကွာကြသွားပြီးချက်ချင်းပင်ပုတ်ပွားမိလောင်ထားသလိုဖြစ်နေတဲ့ကြောက်စရာကောင်းတဲ့ရေသူမမျက်နှာတွေ ဖြစ်သွားကြပါတယ်။အသားရည်တွေဟာလည်းဖြူပြော့ရာကနေမိခိုးရောင်မဲမဲညင်ညင်ဖြစ်လာခဲ့တယ်။ကျော်ကြီးဟာဒီမြင်ကွင်းကိုကြည့်ပြီးသွေးဆူလာခဲ့တယ်။ သူဖခင်အတွက်လက်စားချေဖို့အချိန်ရောက်ပြီဆိုတာသူသိလိုက်တယ်။ပြစ်အားလုံးပြစ်ကြအချိန်ဆွဲမနေနဲ့တော့ကာသားတွေရဲ့တမတ်တမ်းတွေဟာမြစ်တစ်ခုလုံးကိုစူညံသွားစေပါတယ်။ရှေသူမတွေဟာလည်းနာကျင်စွာ အော်ဟစ်ရင်ချောင်းပြေးပဲရှားသားတွေရဲ့လေကိုမှောက်ချပြစ်ဖို့ရေရောက်ကနေစတင်တိုက်ခိုက်လာခဲ့ကြပါတော့တယ်။ မင်းဆန်ကတ်တွေချက်ချင်းဖြစ်ပေါ်လာခဲ့ပြီးရာသားတွေကအသေးအံပြစ်ခတ်နေချိန်မှာရေသူမတွေကလည်းအလျှော့မပေးဘဲလျှောက်ခြေတွေကို တိုက်ခိုက်လာကြပါတယ်ထိုစဉ်ကြော်ကြီးပထမဆုံးတွေ့ခဲ့ရတဲ့ခေါင်းဆောင်ရေသူမဟာရေထဲကနေအချိန်နဲ့ပေါ်ထွက်လာပြီးလေတွေကိုဖျက်ဆီးဖို့အတွက်အင်အားကြီးမားတဲ့လိုင်းလုံးတွေဖန်တီးကပြစ်လွတ်လိုက်ပါတယ်။ဆရာတော်ဥပညာဟာလည်းအချိန်မီလှုပ်ချပြီ မန်တန်ကိုအာသွန်ခွန်ဆိုင်ရွတ်ဖတ်နေတာကြောင့်ထိုနှိုင်းလုံးကြီးတွေဟာလှေနာမရောက်မီမှာပဲအချိန်သေးကပြေလျော့သွားပါတော့တယ်။ဒီလိုမျိုးနှစ်ဖက်စလုံးအားပြိုင်နေခြင်းလှေပေါ်ကို ကုတ်ဖတ်တက်နေတဲ့ရာသားတဦးကိုဒေသူမတဦးကရှည်တဲကို အတင်းအဓမ္မဆွဲချနေတာကိုကြော်ကြီးမြင်လိုက်ရတယ်။သူဟာဒုတိယချိန်မြောက်အဖေစီကရခဲ့တဲ့တလင်းကြောက်သားကိုကင်ဆွဲလိုက်ပြီး ဝုံကနေအော်ဟိခါရေသူမရဲ့လက်ကို အာကုံထိုးချလိုက်ပါတယ်။ရေသူမဟာနာကျင်လွန်းလို့အော်ဟိနေခဲ့ပဲ။ဒါပေမဲ့ဒီတိုက်ခွဲမှုဟာတံမိုးကြီးရဲ့အမားကို ဖြစ်စေခဲ့ပါတယ်။ဒီအဒီချိန်မှာရေတဲကနောက်ထပ်ရေသူမတအူးဟာကြော်ကြီးရဲ့ခြေထောက်ကို ရုတ်တရက်ဆွဲချသွားပါတော့တယ်။ကြော်ကြီးဟာမျိုးလုံးပြူပါဇက်အဟောင်းသားဖြစ်တလင်းကြောက်သားကိုကြစ်ကြစ်ပါအောင်ဆုတ်ကိုင်းရင်ရေသူမတွေကို တိုက်ခိုက်ဖို့ဟန်ပြင်းနေခဲ့တယ်။ ။ဒေသူမတွေဟာအမောင်တဲမှာသူ့ကိုဝိုင်းပြီးတိုက်ခိုက်ဖို့ကြိုးစားနေကြတယ်။ရှီအောင်ရောက်နေတာကြောင့်ကြော်ကြီးဟာကြာကြာတမအောင်နိုင်တော့ပဲအားနည်းလာခဲ့ပြီ။သူ့ရဲ့လက်တွေတဖြည်းဖြည်းလျော့ရဲလာပြီးအာအင်ကုန်ခန်းမှုကြောင့်သူလက်ထဲကတလင်းကြောက်တာဟာလွတ်ထပ်သွားခဲ့ပါတယ်။ရေသူမတွေကြော်ကြီးစီချင်းကပ်လာတော့မှပဲဆရာတော်ဥပညာဟာ တရားပညာစွမ်းဖြင့်ရေထဲကိုဆင်းချလာပြီးလွတ်ထပ်သွားတဲ့တလင်းချောက်သားကို အလင်းမြန်ကင်မြောက်လိုက်ပါတယ်။သူစီပြေးဝင်လာတဲ့ခေါင်းဆောင်ရေသူမရဲ့ဘိုက်ကိုဓားဖြင့်ဆောင်ထိုးလိုက်ပါတော့တယ်။ရေသူမဟာနာကျင်စွာညင်ညူရင်းအသက်ပျောက်သွားပါတယ်။ဒါကိုမြင်တဲ့ကျန်တဲ့ရေသူမတွေဟာ သူတို့ရဲ့ အကြီးအကဲတည်ဆုံးမှုကိုမြင်ပြီးကြောက်လန့်တကြားထွက်ပြေးသွားကြပါတော့ကျော်ကြီးဟာဆရာတော်ဦးပညာရဲ့အကူအညီကြောင့်အသက်ရှင်ခွင့်ရခဲ့ပါပြီတချို့ရာသားချို့ထိခိုက်မှုရှိခဲ့ပေမဲ့ရေသူမရဲ့ချင်းချောက်မှုကတော့အပိတိုင်ရပ်တန့်သွားခဲ့ပါတယ်ဒီအချိန်ကစားပြီးရေသူမတွေဟာထပ်မပေါ်လာတော့ပါဘူးကျော်ကြီးတို့တငါရွာလေးဟာအရင်တုန်းကလိုပဲပျော့ပျော့ရွှင်ရွှင်နဲ့နေစဉ်ဘဝကို ပြန်လည်ဖြတ်သန်းနေကြပါပြီ။ ဒါပေမဲ့ပင်လယ်ပြင်ရဲ့အနှံဆိုင်ဆုံးနေရာမှာနှမြုပ်သွားတဲ့ရေသူမတို့ရဲ့ငါးကြီးမှုတွေဟာတစ်ချိန်ချိန်မှာ ပြန်ပေါ်လာနိုင်မှာလားဆိုတာတော့ဘယ်သူသိနိုင်မှာလဲ